2009ခုနှစ်ကစဝင်တာပါခင်ဗျကျွန်တော်အနုပညာသက်6နှစ်ရှိပါပြီကားတကယ်စရဖြစ်တာ9နှစ်9နှစ်ရှိပါပြီဟုတ်ရန်မင်းသားဘဝနဲ့9နှစ်လောက်တရုတ်ဆောင်ပြီးမှခေါင်းဆောင်မင်းသားနေရာကိုဝင်လာတဲ့ညီဖြုတ်ခေါင်တယောက်ပြိတ္တအသေးကျော်ဖြစ်လာနိုင်ပါမလားမျိုးဆက်တရုတ်ဆောင်တွေဟာတရုတ်ဆောင်ဟောင်းတွေကိုမှီနိုင်ပါမလားလွန်ခဲ့တဲ့6နှစ်လောက်ကလေးကစကားအတူရိုက်ဖူးခဲ့ပြီးစိတ်ဝင်စားမှုနဲ့တည်ယူခြင်းစိတ်အပြည့်အဝရှိသူပါလို့ဆိုလာသူကပြည်တည်ဦးပါ တေးဥဆောင်ပိုင်းပါဝင်တခြားမှုပညာပိုင်းတွေမှာအရင်ကပညာရှင်တွေကိုမမီတော့တာဟာအခွင့်အလမ်းနဲ့တိုင်းပြည်အခြေအနေနဲ့ဆိုင်တယ်လို့ဆိုပါတယ် ဆိုတော့ရိုက်ခဲ့ကြတဲ့တန်တန်းတစ်ယောက်မှာစိတ်ဝင်စားမှုတွေအများကြီးရှိတယ်စူးစမ်းခြင်းစိတ်တွေအများကြီးရှိတယ်သင်ယူခြင်းစိတ်တွေရှိတယ်အရေးချင်းပိုင်းတွေမှာကျလာတာဗျအရင်ခေတ်ကတိရုပ်ဆောင်တွေကိုကျွန်တော်တို့ဒီဘက်ခေတ်တိရုပ်ဆောင်တွေမမီခြင်းတော့ဘူးဗျအော်အလုပ်ပေါ်မှာထားတဲ့စိတ်အလုပ်ပေါ်မှာယူသွတ်တဲ့စိတ်အရာရီအစအရန်ကိုစုတ်ယုတ်လာတာကဏအတိအသီးမှာဟိုအရေးချင်းရှိတဲ့သူတွေအရင်ခက်ကလူတွေကိုတိတ်မမီတော့ဘူးလို့ခံစားလာရတယ်ဗျဒါကလည်းကျွန်တော်တို့ တွေရဲ့အဖြစ်တော်မဟုတ်ဘူးယဟိုအခွင့်အလန်းနေနဲ့အနေထားတွေပေါ့နော်အဲ့လိုမျိုးတွေကြောင့်အဓိကတော့အတိုင်းပြည်နဲ့လည်းတိုင်းပြည်ရဲ့အခြေအနေနဲ့လည်းဆက်ဆက်နေလိမ့်မယ်လို့လည်းအဲထင်တယ်ဗျတေချာကြီးတော့နားမလည်ဘူးပေါ့နော်ဒါပေမဲ့နားလည်လို့ခံစားလို့ရတဲ့လောက်ကတော့ဆက်ဆက်နေလိမ့်မယ်လို့ထင်တယ်ဗျလူပညာဆိုတာဖြော်ပြရေးတသက်မဟုတ်ပဲအမျိုးသားရေးနဲ့ဆက်နွယ်နေလို့နိုင်ငံတော်ကပူးပေါင်းလှုပ်ဆောင်ပေးရမယ်လို့ GDU ကဆက်ပြောပါတယ် ဆိုတော့ကျွန်တော်တို့အမှုပညာကလည်းကျွန်တော်တို့ကဖြောပြရေးတတ်တတ်မဟုတ်ဘူးဗျ။ तू ကအမျိုးသားကြီးဗျ။လက်နဲ့နဲ့တိုက်ခိုက်ပြီးသိမ့်ပိုက်လိုက်မှကျွန်တော်တို့ကဟိုနေချက်ခံရတာမဟုတ်ဘူး။အမှုပညာနဲ့သိမ့်ပိုက်လို့လို့ရှိရင်လည်းကျွန်တော်နေချက်ခံရတာပဲ။ဥပမာဗျာကျွန်တော်ရှိပါဆိုကိုရီးယားရဲ့နေချက်ခံနေချက်ချင်းကိုကျွန်တော်အပိုးစိုးပတ်ဆက်ခံနေရတယ်။အစားအသောက်ကအစားပုံစံကအစားဟလာအနေထိုင်ကအစား ဆက်တဲ့ပြင်ပေါ့ဒါကျွန်တော်တို့အနေဆက်ခံလိုက်တာဒါအမျိုးသားရေးအနေနဲ့ကျွန်တော်တို့လာပြီးလွှမ်းမိုးသွားတာပဲဗျဒီဟာကိုဖြိုရည်တက်တက်မဟုတ်ဘဲနဲ့အမျိုးသားရေးလို့သတ်မှတ်ပြီးတော့နိုင်ငံတော်အနေနဲ့ပါပူးပေါင်းပါဝင်ပြီးတော့အဲ့လိုမျိုးတည်တည်ချာချာစနေတကြနဲ့လှုပ်တဲ့နယ်လို့တော့ကျွန်တော်အနေနဲ့မြင်နေပါတော့ညီထွတ်ခေါင်ဟာသူ့ခေါင်းဆောင်နေရာကနေပါဝင်တည်ုပ်ဆောင်ထားတဲ့ဇကားတင်ဇကား6ကားကိုတလောက်ကိုဇကားတကားနှုတ်နဲ့ပြိသက်စီကိုဖြပြသွားမှာပါ ခေါင်းဆောင်မင်းသားဖြစ်လာတဲ့သူဟာဒုတိယနေရာမှာမဟုတ်တော့ပေမဲ့တရုတ်ဆောင်ပိုင်းမှာတင်ထက်တဲ့အဆင့်ထိမရောက်သေးပါဘူးအခက်အခဲတွေကိုရင်းဆိုင်ကျော်ဖြတ်သွားမယ်လို့ညီထွတ်ခေါင်ကပြောပါတယ်ကျွန်တော်ကားလေးတွေအခု6ကားကိုကျွန်တော်အခုအာ ခုလာမဲ့စက်တင်ဘာလကျမှစပြီးတော့ဖြတ်မယ်တလားတော့တကားပုံမှန်ဖြတ်သွားဖြတ်သွားပါမယ်ခင်ဗျာစူးစမ်းနေပါတယ်ခင်ဗျာရှင်းတဲ့အစီအစဉ်တော့မရောက်သေးပါဘူးစူးစမ်းသေးပါပဲအားရတယ်ပေါ့အဲအဲ့ဆင်ပါပဲအခက်ခဲတော့အများကြီးပဲကိုပြောပြလို့တော့မစုံနိုင်ဘူးအခက်ခဲဒီနေ့ထိပဲအခုဒီနေ့ကျွန်တော်အခက်ခဲဒီနေ့ပွဲလောက်တာတော့မှပရိုဂျက်တာအဆင်မပြေဘူး channel ကားရိုက်တဲ့အခက်ခဲတွေတော့အများကြီးပေါ့ကွာဟာ